တန်လဲမှတ်သားကြကောင်းတယ်လူလောကလူငယ်လူရွယ်တွေအတွက်မတ္တမတ္တမှုရှိတယ်သူပြောတာကတော့ဒီဆယ်ခုတဲ့အချက်ဆယ်ချက်ကို သူ ပြောမှာရှားနိပုပ်ပြီးအကရိတဝါငယ်ငယ်ရဲအဲ့ဒါလှုပ်ထားမဲ့အချက်ဆယ်ချက်တဲ့နော်အဲ့ဒါတွေကိုမလှုပ်ဘူးဆိုရင်သဗ္ဗစ္စမနုတ္တပတိအေး နောင်ရောက်တဲ့အခါကျတော့စိတ်ရှင်းရဲ့လိမ့်မယ်နောင်တပူပန်ရလိမ့်မယ်လှုပ်တဲ့အချက်ဆက်ကိုမင်းလှုပ်ထားပါလှုပ်ထားကြမလှုပ်ဘူးဆိုလို့ရှိရင် နောင်ကြတော့မှပူပန်တော့ကရောက်ကြလိမ့်မယ်ငါမလှုပ်မိတာမှားလိုက်တာလို့စိတ်ပူပန်နေကြမယ်အဲ့ကြရင်တော့ဒုက္ခနဲ့တွေ့ချာမှာပေါ့သူဆိုလို့ တော့နောင်နာစကားတွေဆိုတာဟိုမဟုတ်တာလုပ်တဲ့လူတွေမှသာနောင်နာစကားဆိုတာရှိတာလေဟုတ်တာလုပ်တဲ့လူကနောင်နာပါမရှိတာအဲ့တော့သူပြောတဲ့နံပါတ်1ကပါပြောတာတော့ဆိုရှင်းရှင်းလေးပါအောက်လက်တံဝိတ္တံတပ္ပတိလူဖြစ်လာလို့ရှိရင် ပစ္စည်းဥစ္စာရှာရမှာနော်ပစ္စည်းဥစ္စာရှာကိုရှာမရအောင်လို့အဲ့ဒီပစ္စည်းဥစ္စာကိုရအောင်မရှာနိုင်လို့ရှိရင်ဝင်စားဖို့နေခက်ခဲလိမ့်မယ်အဲ့ဒီကြားမှာမင်းငါမရှာမိတာမှားတယ်လို့ဖြစ်မှာပဲစိတ်ပူပန်ရတယ်ပဲဆက်မရှိရင်စိတ်ပူပန်ရတယ်နောက်လဲကြည့်နောက်စိတ်ဆိုဘာမှစားကြမရှိဆိုစိတ်ပူတာပဲလေ အဲ့ဒီပူပါမှုကိုပြောတာအလတ္တဝိတ္တံတပ်ပတိပစ္စည်းဥစ္စာဆိုတော့ရောင်းရှာမယ်မင်းမရဘူးဆိုရင်စိတ်ပူရမှာပဲအဲ့ဒါပါလို့ဆိုပုပ္ပိအတ္တမှုထာနိတ္တံငယ်ငယ်တုန်းကကြိုးစားပြီးတော့ဝိจิตနာတွေကိုရောင်းရှာတယ်စုဆောင်ခဲ့တယ်စုရမယ်ငွေတွေစုလာခဲ့တယ်အဲ့ဒါကိုလှုပ်တဲ့လှုပ်ထိုက်တယ် ပဋ္ဌာန်ရှာစုဆောင်မှုအလေးထားမြန်မာပြည်မှာ အားနေတယ်လို့ပြောမြန်မာလူမျိုးတွေမှာအားနေရှာရသည်မြကုံ သုံးပြစ်ထားတယ်များတယ်ပေါ့နောက်ရေးတိတ်မတွေ့ဘူးပေါ့နော် ရရစားစားဆော်ပြဖြစ်တယ်အိန္ဒိယနိုင်ငံသားတွေကျတော့စုဆောင်မှုအကောင်းတယ်နော်ချိုးချမ်းချမ်းစားပြီးတော့စုဆောင်ကြလို့ ဗမာပြည်ရောက်လာတဲ့အိန္ဒိယနိုင်ငံသားတွေအချမ်းသာသွားကြတာများတယ်။ဟုတ်ရှေတုန်းကတည်းကရောက်လာတဲ့လူတွေ။အဝတ်တထဲလန်ကူတီလေးနဲ့လာပြီးတော့တော်ကြတော့ကျူလျာဆိုင်ပိုင်ရှင်ကြီးဖြစ်သွားမုံရဘက်ကတကယ်ဇလန်လေးတဘုတ်ပြောတာမှတ်ထားဘူးလေ။တော်တယ်မှာလွှတ်စင်ထောင်ပြီးတော့တစ်တိခွဲတာရှေတုန်းကတော့လွှတ်ဆက်တွေမရှိသေးတော့ ။ငမန်းဆွဲဆိုရဲလှော့ကြီးနဲ့ဆရာကအပေါ်ကတက်တုံးပေါ်ကတပည့်ကဟုတ်ပြေကြီးခြိုက်တဲ့ဆရာနှစ်ယောက်အဲ့ဒါတက်တုံးခွဲကြတာအဲ့ဒီတော့ကတက်တုံးခွဲတဲ့လူသမားတွေမှာ ကလာတယောက်ပါတယ်ဘမအခေါ်ကလာပေါ်လေအိန္ဒိယနိုင်ငံသားအဲ့ဒီဆရာလှုပ်တဲ့လူကဘမ ကလားမို့သူကခေါ်တာယူခေါ်တာမို့ခွေးကလားလို့ခေါ်တာသူ့လို့တမဟိုခွေးကလားလားဆွဲနဲ့အဲ့ဒါလို့ခေါ်တာအဲ့လိုနဲ့ဆရာတော်လောက်ကင်စားတော့သွားကြပြီးဆယ်နှစ်လောက်ကြာတဲ့အခါကျတော့ခွေးကလားနဲ့မတွေ့တာဆယ်နှစ်လောက်ကြာသွားတော့အဲ့ဒီလွှတ်ဆရာကြီးကရှန်ကုန်ရောက်ခဲ့လွှတ်ကောင်းကောင်းလိုက်ရှာ လွှတ်ကောင်းလိုက်ရှာတော့ဈေးထဲမှာလွှတ်ရှာရင်းနဲ့အက္ကလာတွေ့တာငါဆရာကြီးပဲဆိုပြီးပြေးပြီးတော့ခေါ်တာဆရာဆရာကျွန်တော်ခွေးကလားလေလို့ပြောခေါ်ပြီးတော့ဆရာပါရှာတာတော့ဆိုငါလွှတ်ကောင်းကောင်းတို့ရှင်လာလိုက်ခဲ့ကျွန်တော်ဆိုင်မှာရှိတယ်ဆို तू ကဆိုင်ကြီးနဲ့ဆိုင်ပိုင်ရှင်ဖြစ်နေဆိုင်ပိုင်ရှင်ဖြစ်နေပြီဟိုလွှတ်သမားကြီးကလွှတ်ဆွဲတော့မယ်ရှိရှဲလို့တော့မယ် ဟိုလူကအလုံသမားကတောင်ဆိုင်ပင်ရှင်ဖြစ်ပြီးတော့သူဆိုင်ကလွှတ်တောင်လက်ဆောင်ပေးလိုက်သေးတယ်ကဲအဆူဆောင်မှုနဲ့ကြိုးစားမှုကွာသွားတာပေါ့အဲ့ဒါကိုပြောတာဇနတဏဘင်ဟာဒီကနေ့ခင်မှလဲအဲ့ဒါပြောတာအလတ္တဝိတံတပ္ပတိပုပ္ပိအတမုဌာဏိတံပစ္စည်းကိုရှာပြီးတော့ဆူဆောင်ရမယ့်ဟာတွေကိုမဆူဆောင်မိဘူးဆိုလို့ရှိရင် နပုပ္ပိဒနမေသိတံဣတိပစ္ဆာနုတပတိငါငယ်ငယ်တုန်းကရှားရတဲ့နဲ့ဖြုံးပစ်ခဲ့တယ်ငါငယ်ငယ်တုန်းကနော်ကြိုးစားပြီးတော့မရှာခဲ့ဘူးမစုခဲ့ဘူးဒါကြောင့်မို့အသက်ကြီးတော့စားရမရှိတော့ဘူးဆိုပြီးတော့ပြန်ပြီးတော့စိတ်တော့ကရောက်ရတယ်စုတဲ့လူတွေကတထေဖြစ်ကုန်ပြီသူကတထေပဲဖြစ်တော့အဲ့ဒါကိုပြောတာမှန်တယ်ဒါလူလောကမှာ တကယ်လို့ရမယ်ကိစ္စတွေပဲကနိဗ္ဗာန်ရောက်ကြောင်းတရားလို့လည်းပြောလို့ရတယ်စီးပွားရေးအဆင်ပြေနိဗ္ဗာန်ကိုသွားလို့လွယ်တယ်လေဒီဘောမှာမိတီးပြီးတော့နိဗ္ဗာန်ရောက်ကြောင်းအကျင့်လို့လွယ်တာပေါ့စီးပွားရေးအဆင်မပြေတဲ့လူကဘယ်လိုလုပ်နိဗ္ဗာန်ရောက်ကြောင်းလုပ်လို့ရဒါနံပါတ်1ဟောငယ်စဉ်ခါစီးပွားဥစ္စာစ조사ရှားစွစွဆောင်းဆောင်းထားမဟုတ်ရင်တက်ကြီးလာမှမရှာနိုင်တဲ့အခါမှာမင်းနောင်တရလိမ့်မယ် ဒါတခုနောက်တစ်ခုကအဲ့တော့လူဆိုတာဘဝတခုကြုံကြုံချင်းသက်ဆက်ရှာဖို့လိုတယ်။ကိုယ်ကြည်တနာရှေ့မှာစုဆောင်းထားမှာကုန်။နောက်လေကြည့်နောက်စီမဖြစ်သင့်ဘူး။ကိုယ်မှာစုစုဆောင်းဆောင်းရှိနေရမယ်နောက်ခံ။နောက်တစ်ခုကပါတော့ဆိုစီးပွားရှာတယ်လို့ပဲ။ပညာနဲ့ကြိုးစားသင့်ဖို့လိုတယ်။ဒုတိယအချက်က တကြရူပံပုရိတန္တံဘယသိပ္ပံနတ္တိခိတံကိစ္ဆာဝုဒ္ဓိအသိပ္ပတ္တနောဣတိပစ္ဆာနုတ္တပတိငယ်ရွယ်တဲ့အချိန်မှာပညာကိုကျိုးစားသင်ရမယ်လုံနိုင်တဲ့ငယ်တဲ့အချိန်မှာဆိုရင်တနေ့ကုန်လုံမပင်မှန်းဘူးတကြည်ရင်လောက်မသိနိုင်ဘူးရရှိကောင်းတယ်နားကောင်းတယ် သူကအင်အားရှိတယ်အဲ့ချိန်မှာဆိုရင် အတတ်ပညာကိုတောက်အောင်သင်ရမယ်ဘာပဲဖြစ်ပညာမျိုးစုံ တက်နေအောင်လုပ်အောင်ပညာမျိုးစုံသင်ရမယ်တဲ့ကြိုးစားပြီးတော့သင်ရမယ်ဘာကြောင့်လို့ဆိုရင်ကိစ္ဆာဝုဒ္ဓိအသိပ္ပတအတတ်ပညာမရှိရင်သံဝေဝံကြောင်ခက်တယ်တဲ့ဟုတ်တယ်ကိုတတ်တာလေးတခုရှိရင်အဲ့ဒီတတ်တာလေးကိုမိပြုပြီးသံဝေကြောင်ဝံကြောင်လုပ်လို့ရတယ်အတတ်ပညာမတတ်ဘူးဆိုလို့ရှိရင်သံဝေဖို့ခက်တယ် ဒါကြောင့်ဟိုငယ်စဉ်ခါမှပညာကြိုးစားရှာပါဖြူကြိုးစားတင်မှာမတင်ခဲ့ဘူးဆိုရင်မင်းနောင်တရလိမ့်မယ်တက်ကြီးမှတော့မင်းမတင်နိုင်တော့ဘူးရစီရလည်းမကောင်းနားလည်းမကောင်းသူကလည်းသိမလုံနိုင်ဘူးဆိုရင်သွားပြီးအဲ့ကြဘာမှလည်းပညာမတက်ဘူးဆိုသူကမှလည်းမခိုင်းတော့အဲ့ဒါဒုတိယအချက်အဲ့တော့လူလောကရောက်လာလို့ရှင်သနသနမင်းလမ်းညွှန်ချက်ကဘာလို့ဆို နံပါတ်1မင်းစီပါချာစုစုဆောင်းဆောင်းထားနံပါတ်2ကမင်းပညာရှာပညာမျိုးစုံတက်အောင်သင်ဟောဒီနှစ်ခုပဲဒါလူငယ်လူရွယ်တွေအတွက်အရေးကြီးဆုံးဆုံးမချက်ပဲဒါနော်တိုက်သူပြည်သားတွေနော်စီပေါင်းဆက်ရအောင်ရှာကြအတတ်ပညာတက်တက်အောင်သင်ထားကြကိုပညာနဲ့ကိုလှုပ်ဆောင်လို့ရဒီနှစ်ခုအေဟုတ်ပြီနောက်တတိယအနေနဲ့ပြောတော့ဆိုတော့ ုတဝေထီပုရိအသိပိတုနောပိဋိမန္တိကောသံောသဖုသောသပိဣတိပစ္ဆဒုတပတိလူဆိုတာစီပွားလဲရှာပညာလဲသင်အဲ့ဒီချိန်မှာရိုးသားဖြောင်းမတ်ဖို့ကိုချင်းတရားကောင်းဖို့လိုတယ်တဲ့မရိုးသားတဲ့ဘုရားဘာတော့ဆိုရင် ပတ်ဆံမရှိတော့သူကပတ်ဆံရှာတယ်။ဘာနဲ့ရှာတော့ကောက်ကျစ်ဆင်းလဲတဲ့နေ့တွေနဲ့ရှာ။ဟိုလူဆရာပတ်ဆံခြီးသွားလိုက် ပြန်မပေးဘူး။ဒီလူဆရာပတ်ဆံခြီးသွားလိုက်ပြန်မပေးဘူး။နော်။လိန်လေလှေပြားတယ်။ကုဒဝေတီပုရိအတေ။ကောက်ကျစ်ဆင်းလဲတဲ့အတုလုပ်ပြီးတော့ရောင်းတယ်။ပတ်ဆံရှာရပြီအဲကြတော့ပညာနဲ့ရှာတာမဟုတ်တော့ဘူး။အတုနဲ့ရှာ။လိန်လေပြီးတော့ပတ်ဆံရှာ။ ရှာပြီးတော့လူနှစ်ယောက်ကြားထဲမှာလည်းပဲခုခေတ်စကားနဲ့ဆိုရင်ဂျင်းထဲပေါ့ဟိုလူနဲ့ဒီလူမတည့်အောင်လှုပ်တာတော့ဘာတွေဒါတွေလည်းလှုပ်တယ်ပိဋ္ဌိမန္တိကောတဲ့သူများပိဋ္ဌိမန္တိကဆိုတဲ့ကောင်ကပိဋ္ဌိဆိုတာကြောမန္တဆိုတာအသာလူတယောက်ရဲ့ကြောသားကိုစားတယ်လို့အထိပ္ပယ်ရတယ်တိုက်ရိုက်အထိပ္ပယ်ဒါပေမဲ့ဒါဣရိယံစကားပေါ့ ပိဋိမန္တိကောဆိုတာဘာလို့ဆိုရင်နောက်ွယ်ကနေပြီးတော့တဆိုးလက်ဆောင်ယူပြီးဒီလူကိုဒုက္ခပေးနေဒုက္ခဩဘာလို့ဆိုလို့ရှိရင်တရားဆွဲတဲ့လူတွေတရားဥပဒေနိုင်အောင်သူကမြောက်ထိုးပင်ကောလုပ်တယ်ဒီအမှုသူအသူနိုင်အောင်လုပ်ပေးမယ်ဆိုတဲ့လူမျိုးပေါ့နော်သူကလို့ရှိရင်သူနိုင်အောင်လုပ်ပေးမယ် အမှုဘလောက်ပဲအဲအမှုကထင်ရှားနေနေ သူကနေပြီးတော့ခိုးလူဆက်ပတ်စံယူပြီးတော့သူနိုင်အောင်မျိုးစုံလုပ်ပြီးခုခေတ်ဆိုရင်တော့ဘာခေါ်တော့ဟိုခေါ်ရရှိတယ်လေဟိုငှားတာပေါ့လူငှားပြီးတော့လှုပ်တာလေလော်ဘီဆိုတာလေလော်ဘီငှားထားပတ်စံပေးပြီးတော့သူနိုင်အောင်လုပ်တယ်လေ အဲ့လိုလောဘီငှားပြီးတော့စားတဲ့လူတွေကိုပိဋိမန်တိကလို့ခေါ်တယ်။သူများကြောကိုတော့ကနေဗမာစကားကတော့ဗာနောက်ကြောကနေဓာတ်နဲ့ထိုးတယ်လို့ပြောတာ။ဒီပါဠိကျတော့အဲ့လိုပါဠိစာပေမှာတော့အဲ့လိုမဆိုဘူးသူကပါဆိုတော့ဆိုပိဋိမန်တိကောသူများကြောကုန်းကိုကြောသားကိုစားသူလို့ဆို။အဲ့နောက်ွယ်ကနေပြီးတော့မတရားလုပ်ပေးတဲ့လူကိုပြောတာ။ပတ်ဆံယူပြီးမတရားလုပ်ပေးတာ။ဒါရလည်းရှိတာပဲခုခေတ်လည်းရှိနေတာ။ စံဒေါသပြုဒေါသပြီးတယ်ကိုမူရလည်းကြမ်းတယ်စိတ်တက်ကလည်းကြမ်းအဲ့တော့မဟုတ်တာဆိုအကုန်လုံးတယ်အဲ့ဒီမဟုတ်တာအကုန်လုံးတဲ့ပုဂ္ဂိုလ်ဟာလည်းပဲနောက်ဆုံးအချိန်ရောက်လို့ရှိရင်ငါမဟုတ်တာတွေလုံးတယ်ဆိုပြီးတော့တေဂာနီးကြတော့စိတ်ပူပန်ရလိမ့်မယ်အဲ့ဒီပုဂ္ဂိုလ်မျိုးဟာဒါမလုံးသိမှုလို့ပြောတယ်နောက်စတုထအချက်ကလည်းတူတူရဲ့ဒုစရိုက်နဲ့ဆိုင်တယ် လူတယောက်ဟာငယ်ရွယ်စဉ်အခါမှာကောင်းကောင်းမွန်မနေပဲနဲ့ပါဏာတိပါတိပုရိအာသိလှုပ်တော့စာပိအနာရိယဘူတနာနာဘစာဧတာဣတိပစ္ဆာနုတပတိအသက်အရွယ်ငယ်တဲ့ချိန်တော့ဆိုရင်တော့တတော်ဆိုလဲတတ်လိုက်တာပဲလူတတ်ရမယ်ဆိုလဲတတ်လိုက်တာနော်တတ်တယ်လှုပ်တော့ စိတ်ဓာတ်ကစံနှံ့နေရဲ့ဆက်တယ်အနာရိယော လူတော်လူကောင်းစိတ်မရှိဘူးလူစိတ်မရှိဘူးဘူတနာနာပစာယိတ်တံဆိုဘသူ့ဥမကိမဆိုင်ဘူးအကျဉ်းနာတရားမေတ္တာတရားကင်းမဲ့တယ်ဘက်ဆက်ပေးရင်တော့လှုပ်တာပဲဘသူ့တတ်ဆိုရင်လည်းငားရင်လိုက်တတ်တာအဲ့လိုပုဂ္ဂိုလ်မျိုးတွေအဲ့လိုလှုပ်ပြီးနောက်နောက်ချိန်ရောက်လာတဲ့အခါကျရင်တဲ့ မနေရလို့သိတဲ့အခါကြလို့ရှင်သူလုတ်တယ်သူလုတ်ရတဲ့ပုံမှာသူဟာဆင်းရဲဒုက္ခတွေရောက်တော့မှာပဲစိတ်ပူပန်မှုတွေဖြစ်တယ်ကိုလုတ်တာကောင်းမှမကောင်းတော့နော်မကောင်းတဲ့အတွက်စိတ်ပူရတယ်အဲ့တော့ကိုချင်းတရားပြက်ပြားပြီးတော့ဒါစီဝါရှာတဲ့ဤနှစ်ခုပဲနော်အာဂတိလိုက်စားပြီးတော့စီဝါရှာတယ်မတရားနောက်ွယ်အနေပြီးတော့စီဝါရှာတယ် နောက်သူများတဲ့တပ်ပြီးတော့စီပွားရှာတယ်ကျန်တဲ့ရဆက်တယ်ဘယ်သူ့ပေါ်မှာအကျဉ်းတရားမထားဘူးဆိုတာအဲ့ဒါတွေမလုပ်ပါနဲ့ဒါဒုဆက်နှမျိုးဒီမှာဖော်ပြထားပြီနောက်နောက်တစ်ခုကဘ ഹു သူဝတ္တတန်တိသူအနာပါတိသူအဋ္ဌိသူအနာပါဒာသူအဋ္ဌိသူပရဒါရံအာသေဝိတံဣတိပိဿောနုတ္တပတိ နောက်ဆုံးချက်ကတော့ယောက်ျားတွေကိုအဓိကထားပြီးတော့ပြောတဲ့စကားတစ်ခုပေါ့နော်လောကမှာတဲ့အမျိုးသမီးအိမ်တော်မရှိတဲ့အမျိုးသမီးတွေအများရှိတာပဲတဲ့အဲ့တော့အိမ်တော်မရှိတဲ့အမျိုးသမီးနဲ့ဒီမနေပါပဲနဲ့အိမ်တော်ရှိတဲ့အမျိုးသမီးကိုသွားပြီးတော့ဖောက်ပြန်တဲ့သူတွေပြဋ္ဌာရပေါ့နော်အဲ့လိုဖောက်ပြန်လို့ရှိရင်လည်းပဲ သူကနောင်ရပူပန်ရတတ်တယ်။ကိုချင်းတရား ပြက်ပြတာမကောင်းတဲ့အကြောင်းဒါအများစုကကိုချင်းတရားပြက်ပြတတ်လို့ဒါကိုထည့်ပြီးတော့ပြောထားတာနော်။အဲသူတော်ဘာမယားမပြင်းမှန်းနဲ့လို့ဆိုလို့တယ်ပေါ့။သူတော်ဘာမယားမပြင်းမှန်းနဲ့သူများဥစ္စာကိုလိန်ညမယူနဲ့သူတော်ဘာအသက်ကိုတပ်ဖြတ်ရက်ဆက်တာတွေမလုံးနဲ့သူတော်ဘာမယားမပြင်းမှန်းနဲ့ဆိုရင်ဒီဒီ ပါဏာတိပါဒအာရိဏဒါနာကာမိတုမိစ္ဆာစာရပဲဒီ၃ခုကိုထည့်ပြီးတော့ပြောတာเนาะပေါင်းလိုက်မယ်ဆိုရင်ဒီ၃ခုပဲအဲ့ဒီလိုနံပါတ်၁ကဝိจิตနာကိုငယ်ရရအောင်မရှာခဲ့တာရဲ့နံပါတ်၂ကအတ္တပညာတအောင်မသင်ခဲ့တာရဲ့နံပါတ်၃၄၅ကပါတော့ဆိုရင် ကိုချင်းတရားပြပြခဲ့တာ၏ပါဏာတိပါဒအရိဏဒါနကာမိတ္တမိစ္ဆာဆရာဆိုရကိုချင်းတရားပြပြပြခဲ့တာအဲ့ဒီကနေပြီးတော့ဓာရီကမလုံးတဲ့နာတွေကိုရှောင်းနောက်တစ်ခါလုံးတဲ့နာ မလုံးတာလည်းရှိသေးတယ်ဘဟုံမိဝတ္တတန္တံမိအာနပါလိဥပတိတေကိုမပစ္စည်းဥစ္စာလည်းတတ်နိုင်တယ်စားစရာတောက်စရာတွေလည်းရှိတယ်အဲ့လိုရှိရတဲ့ ဘသူကိုမှ ပေကံထောက်ပံ့ခဲ့ခြင်းမရှိဘူးဆိုတဲ့လူတယောက်ဟာရှိတော့မပေးခဲ့လို့နောင်ကြရင်တော့သူဟာဘသူမှထောက်ပံ့မှုတဲ့ပုဂ္ဂိုလ်မဟုတ်သည့်အတွက်ကြောင့်ငါဘသူမှလည်းမလူခဲ့ဘူးငါပေါ်တော့ကခုကြတော့ငါတောင်စားစရာမရှိဘူးဆိုဖြစ်လာစိတ်တက်ပူပန်ရတယ်တဲ့ဒီခါနောက်တစ်ခုကတော့ဘာလို့ဆိုမိဘနဲ့ပတ်သက်လာမန္တရံပိတရံစာပိ စေနကံကတယောပနာဘဟုတံတော့နဘောတိတ်တံတပ္ပစ္ဆာမတုဣတိပစ္ဆာမတုတ္တပတိအမိဖေးတွေတဲ့ရချီးလာတဲ့ခမာငါထောက်ပတ်နိုင်ရတဲ့နဲ့ငါအမိဖေးတွေမထောက်ပတ်ငယ်အမိလည်းတည်သွား၏ဖေးလည်းတည်သွား၏ငါဘာမှမလုပ်လုပ်ခဲနိုင်ဘူးဆိုပြီးတော့နောက်ဆုံးမှာသူကနောက်တတ်ပြုပယ်ရတတ်တယ်အဲ့ဒါငါအမိဖေးတွေအတွက်ဘာမှမလုပ်ခဲ့ရဘူး နောက်တစ်ခုကတော့အာစရိယမနုတ္တထာသဗ္ဗကမ္မရတံဟရပိတရံအတိမိညိတာအဖေရှိတဲ့အချိန်မှာအဖေစကားကိုနားမထောင်ပဲနဲ့ခမည်းကြီးခင့်မမိပါဘူးကိုနေရကိုနေသမ်းမှလို့အဖေပေါ်မှာတာတလာချီးပြီးတော့လှုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီးသူကနောင်နာပူပန်ရတတ်တယ်မိဘစကားကိုအဲ့လိုမလုပ်ရဘူးလို့ဆိုလို့လည်းပေါ့နော်ဒါလည်း တော့မိဘကိုယုံကြည်နေစားဖို့ဆိုပြီးဆုံးမတာအဲ့ဒါကြီးပြီးတဲ့အခါကျတော့နောက်ဆုံးမတာတော့သမဏေပြမဏေစာပိတိလဝန္တိဘဟုတုတေနာပုပ္ပေနာပုပ္ပိပရိပိပရိယုပယိတံဣတိပိစာမနုတ္တပတိအကျင့်ကောင်းတဲ့ကိုချင်းတိလနဲ့ပြည့်စုံတဲ့ဘောဓိရကျွတ်သွားတဲ့သမဏပြမဏတွေ ဟုတ်လားသမဏဗေမနာဆိုတာဘာသာရေးပေါ့နော်အခုဆိုရင်တော့ယဟန်တန်ငါးတွေပေါ့ဒီလိုပြောလို့ရတာပေါ့အဲ့လိုယဟန်တန်ငါးတွေကို ချင်ကပ်ပြီးတော့မတိသေးတာတွေသိအောင်မတိသေးတာတွေသိအောင်သိတာတွေကိုပို့ပြီးတော့ရှင်းလင်းအောင်စိတ်ကပ်မေးမြန်းခြင်းမလုပ်ခဲ့ဘူးဆိုပြီးတော့ဆိုလို့ရှိရင်လည်းနောင်တပူပန်ရတတ်တယ်တဲ့အဲ့ဒီပုဂ္ဂိုလ်ကနော် နောက်နေပူပဟတာပဲဒါလဲငါဒီရံပုံနာတွေရဲ့တမနာပြမနာတွေကိုချင့်ကပ်ပြီးတော့ဒီအသိပညာရရှိအောင်မလုပ်ခဲ့ဘူးတရားစကားတွေနားမထောင်ခဲ့ဘူးတရားအသိတွေမရခဲ့ဘူးဆိုပြီးတော့စိတ်ပူပန်ရတတ်တယ်တဲ့နောက်ဆုံးတစ်ချက်ကပါတော့တာဓုဟောတိတပောစိန်တော့ တန်တော်စာပြုပါ၏တိတောနာစာပုတ်ပြီးတပောစိန်သောဣတိပိစ္ဆာနုတပတိအသက်ရွယ်ငယ်တဲ့အချိန်လုံနိုင်တဲ့အချိန်တုန်းကသူစရိုက်တရားဆိုကိုချင်းတရားတွေကိုချင့်ကြအောင်ချင့်ကြကြုပ်ကိုအထောဥပမာဥပုသောင်းရမယ့်အချိန်စောင့်နေနော်ကောင်းတဲ့အလုပ်တွေဥပုသောင်းနေတရားထိုင်နေဒီလိုဟာမျိုးတွေလုံသိမ့်လုံထိုက်တယ်ပေါ့နော် အဲ့ဒါဥပုသ်ဆောင်ရင်တရားထိုင်ရင်ဆိုတော့ဒီလိုကိစ္စတွေဟာငါမလုပ်ခဲ့ဘူးတလားလေးတဲ့ဥပုသ်တခါမှမဆောင်ဘူးဆိုတာမျိုးတွေဖြစ်လာတယ်တေခဏီးကြတော့သူများတွေဥပုသ်ဆောင်တဲ့လူတွေတူတော်လူကောင်းတွေနဲ့တွေ့တဲ့အခါငါမလုပ်မိဘူးဆိုပြီးတော့ပူပန်ရတတ်တယ်တဲ့အလုံးပေါင်းတော့ဆယ်ချက်ပဲ